မตาတွေတလောင်းပြီးတလောင်းချနေရတော့မตาချလို့တောင်မှမလောက်ဘူးဆိုတဲ့အကြောင်းနဲ့ရာရှိတွေအများပြားပါတင်နေတဲ့အတွက်ဟိုဘက်ရက်ကွက်မှာကဲကိုခရက်တွေထနေပါလေ Hey oh chip little gym မင်္ဂလာပါ Just Production ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခု Just တဲ့သူ gym ရဲ့ video လေးတွေကတော့ကိုရက်ပေါ် Shelly တန်ဆက်ပြီးတဲ့တရင်သူတရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟိုဘီထောက်ဆန်တိုင်း Just နဲ့သူဆောင်တင်လိုက်ပါကြိုဆိုပါဖိတ်ကပါတယ်ကဲဟိုဘီစလိုက်ကြပါ Let's go Hello မင်္ဂလာပါရက်ပေါ် Shelly မှာပြန်လဲကြိုဆိုလိုက်ပါလိမ့်ခင်ဗျာဒီကနေ့ဒီဇင်ဘာ9ရက်နေ့ Super Sunday တနင်္ဂနွေနေ့ ရတပတ်လုံးကျွန်တော်ကျွန်တော်မိသားစုဝင်တွေကျမ်းမာစွာနဲ့ပြန်လည်တွေ့ဆုံခဲ့ရတာမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ကျွန်တော်တို့ကတော့မင်္ဂလာရှိနေတာပဲပြောပါ။ဟိုဘက်ရပတ်မှာတော့မင်္ဂလာတွေပြတ်နေကြတယ်ဗျာ။အရာဒီတိုင်းဝင်ကြီးချုပ်ကမြန်မာတင်စီဒီမှာငကားစာနှစ်ခါတိတိသွားကြွေးတာတောင်မှအရာဒီတိုင်းတွင်းမှာအကျန်းဖက်စစ်ခွေးတက်ပုတ်မလောက်ကုန်နေတဲ့အကြောင်းတွေကျွန်တော်ရဲ့မိသားစုဝင်တွေကြားပြီးပြလာဗျာ။ မตาတွေတလောင်းပြီးတလောင်းချနေရတော့မตาချလို့တော့မလောက်ဘူးဆိုတဲ့အကြောင်းနဲ့ရာရှိတွေအများပြားပါတင်နေတဲ့အတွက်ဟိုဘက်ရက်ကွက်မှာကဲကိုခရက်တွေထနေပါလေကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ပြောပြချင်တာကထူးခြားတဲ့ AR တိုင်းစစ်ဌာနရဲ့ကိုကဲမှုအောက်မှာရှိနေတဲ့ AR viewer အကြောင်းကိုကျွန်တော်ကဖော်ပြပေးချင်တာဗျာဟိုဘက်ကကျွန်တော်တင်းကိုဝင်ပြီးတော့ခုနထောင်နေဆိုရင်တော့ AR viewer ဟာကဘာလဲဆိုတာကို တပါးတဲ့ဒီကောင်တွေကြောချမ်းအောင်ကျွန်တော်ကဖော်ပြပေးမှာဖြစ်တယ်။နောက်တဲ့ဒင်းတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကရွှေစင်ရွှေဆိုင်ကိုဓမြတိုက်သွားတဲ့ကောင်တွေကစာရဖကကောင်တွေလို့ကျွန်တော်တို့သတင်းရရှိထားတယ်ဗျာ။ကျွန်တော်တို့ရန်ကုန်လမ်းမတော်မှာစိုင်ကယ်စီးလို့ရတာဘယ်သူတွေလဲကျွန်တော်မိသားစုဝင်တွေ။ဒါကြောင့်ကျွန်တော်ဗီဒီယိုကိုစောတိဝင်းရင်ကြည့်ရှုပေးဖို့ကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါရစေ။ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာ တွေးကောင်းတယောက်ထွက်ပေါ်သွားပါတယ်အဲ့ဒါကတော့ချင်းတိုင်းရင်သားတူဖြစ်တဲ့ fan ဖြစ်ပါတယ် fan ပွဲကိုတော့ကျွန်တော်တို့ live ကြည့်ဖို့ကတော့ကျွန်တော်တို့အနေနဲ့ခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ replay ပြပြန်ပြီးတော့ကြည့်ရတာပါငကိုတွေကလည်းပဲသူ့ပေါ်မှာဒါကျွန်တော်တိုးရဲအမြင်နဲ့ယုံကြည်မှုအပြည့်ရှိပါတယ်ဆိုတော့အရှိမလည်းပဲ one championship ကျွန်တော်တို့ရွှေဘက် champion online assign လမ်းဖောက်ပေးခဲ့တဲ့အတိုင်းကျွန်တော်တို့လူငယ်တွေဟာအဲ့ဒီနောက်ကိုကြိုးစားပြီးတော့တကယ်ကိုလမ်းထိပ်ထပ်ပေါက်နိုင်ခဲ့တယ် ဗန်အောင်မြင်တဲ့ကျွန်တော်တို့တဘာလုံးမှရှိနေတဲ့ကျွန်တော်တို့မြန်မာပြည်ဘွားတိုင်းရင်းသားတွေအားလုံးကအလုံးဝမ်းမြောက်နေတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်လည်းထပ်တူဝမ်းမြောက်ပါတယ်ဆိုတော့သူ့ရဲ့အောင်မြင်မှုဟာဒီရွှေခပတ်နဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်ဗီဒီယိုကလစ်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဒီရွှေခပတ်ဟာသူ့အတွက်ဒီ flying weight တန်းရွှေခပတ်သူ့အတွက်ပါလို့တောင်မှပြောထားရလောက်အောင်ဖြစ်နေပါတယ်ဆိုတော့ပထမအချိန်မှာပဲဒါအမြင့်ကန်ချက်ကနေပြီးတော့ပြန်လဲပြုတ်ကြတယ်သူ့ရဲ့ပြိုင်ဘက်ဟာလက် အစ်စ်လွဲပြီးတော့ပွဲအရှုံးပေးလိုက်ရတဲ့ပုံစံမှာ UFC ပွဲတွေကတကယ့်ကိုကြမ်းပါတယ်။ကဘာမှလည်းထိတ်တန့်အဆင့်ရှိတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ဆိုတော့ဒီလိုအဆင့်ဖြစ်တဲ့ပုံစံမျိုးဒီလိုတိကျတဲ့အရာရှိတဲ့ပုံစံမျိုးဒီထက်ဆိုးရတဲ့အခြေအနေတွေလည်းကျွန်တော်တို့လေ့လာသိရှိထားပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့နိုင်ငံသားတွေဟာဒီကမ္ဘာနေရာအသီးသီးမှာပေါ့နော်။ကျွန်တော်တို့နိုင်ငံအတွင်းမှာစစ်မှတ်တွေဖြစ်တဲ့မတည်မငြိမ်တဲ့အခြေအနေတွေတွေ အကြံဖက်စစ်ခွေးတိုက်ရမဒိန်ကျင့်လူတက်နေတဲ့အခြေအနေတွေမှာနိုင်ငံတွေအသီးသီးမှာကျွန်တော်တို့ဖြတ်ကျက်ပြီးတော့နေထိုင်ကြရပါတယ်ဆိုတော့နိုင်ငံမှာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့တိုင်းရင်းသားတွေအနေနဲ့ပေါ့နော်အတဘာသောနိုင်ငံမှာရောက်နေသည့်တိုင်အောင်တို့လုံနိုင်တဲ့အစွမ်းစတွေကိုထုတ်ဖော်ပြသလိုက်တဲ့အတွက်လည်းဂုဏ်ယူပါတယ်ဗျဟုတ်ပြီကျွန်တော်ဒီကနေ့အဓိကတင်ပြချင်တဲ့အကြောင်းအရာက ကျွန်တော်ရွှေဆိုင်ကိုဓမြတိုက်ခံလိုက်ရတဲ့အခြေအနေလေးတွေနဲ့ကျွန်တော်မိသားစုနေအရင်ဆုံးဆွေးနွေးကြနေဗျာရွှေရပစ္စည်းအပါဝင်ငွေသား3000ပါသွားတယ်လို့နေဆက်တဲ့သူတွေစီကနေတော့သိရှိထားတာဆိုတော့မနက်9နာရီလောက်မှာရွှေသင်ရနာဆိုင်ဝန်ထမ်းတွေဆိုင်ဖွင့်ဖို့တဲ့ရွှေရပစ္စည်းတွေထုတ်နေတဲ့အချိန်မှာဆိုင်ခေရနဲ့မြို့သား3ယောက်ရောက်ရှိလာပြီးတော့တနက်ပြလူရက်သွားတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်ဆိုင်ဖွင့်ဖို့ကားပေါ်ကဆင်းလုံးမဲ့ရှိသေးတယ်ဆိုင်ခေနဲ့လူ3ယောက်ရောက်လာပြီးတော့ဝန်ထမ်းတွေကိုတနက်နဲ့ချိန်ပြီးတော့ ရွှေတွေနဲ့ငွေသားသိန်းတစ်ထောင်ယူသွားတယ်ရွှေတန်ဖိုးကိုတော့မတိရသေးဘူးလို့ကျွန်တော်တို့သိရပါတယ်ဟုတ်ပြီဘန်လာတာနဲ့ကြောက်တရားမှာဆိုင်ငယ်စင်းဝင်ရတဲ့သူတွေ SP ထောက်လန်းရေးနဲ့စရဖရဲတွေပဲရှိတယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးသိပါတယ်ကျွန်တော်မျိုးထဲမှာတာမန်လူတွေဆိုင်ငယ်စီးလို့ရပါသလားဆိုင်ငယ်စီးခွင့်မရှိဘူးအာရမိုင်းဖွဲ့စည်းတွေဝန်ထမ်းတွေတို့နဲ့ပတ်သက်တဲ့သူတွေသာဆိုင်ငယ်စီးခွင့်ရတာပါ ဆိုတော့ခုလူရဲမှုနဲ့ပတ်သက်ပြီးတော့လည်းတကယ်ကိုခဲရက်ခက်သွားတယ် SP ထောက်လန်းရေးနဲ့စရဖပြီးတော့ရဲခွေးတွေ ပေါင်းပြီးတော့ဗန္ဓမြတိုက်သွားတာလားလို့ကျွန်တော်ပြည်သူတွေကမေးနေကြပါတယ်ကျွန်တော်တာမန်ပြည်သူတွေဆိုင်ကယ်စီးလို့မရတဲ့အဲ့ဒီနေရာတွေမှာဆိုင်ကယ်စီးခွင့်ရနေတဲ့သူတွေတော်တော်ရဲเนาะကျွန်တော်ရဲ့မိသားစုတကယ်ရဲမှရဲဒီကောင်းလေးပြတနက်ထောက်ပြီးတော့ဟုတ်ပြီ လက်ရှိအချိန်မှာလည်းကျွန်တော်တို့ဒါရွှေစင်ရနာရွှေဆိုင်လူရဲသွားတဲ့သူတွေကိုလည်းဖမ်းမမိသေးပါဘူးကျွန်တော်ရဲ့မိသားစုဝင်တွေမြို့ထဲမှာနော်မြို့ထဲမှာဆိုတော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့2021ကျွန်တော်တို့အာနာသိမ်းပြီးနောက်ပိုင်း2025မှာရန်ကုန်မြို့အတွင်းထဲမှာပဲလူတက်မှုတွေလူရမှုပေါင်းကျွန်တော်150မှုလူရမှုပေါင်း143မှုအပါဝင်ရွှေဆိုင်ဓမြတိုင်းမှု18 18ခုထိဒါဖြစ်ပျက်ခဲ့တယ်လို့လည်းကျွန်တော်တို့ကြားသိထားပါတယ်ဒါတွေကအမှုကင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဒိန်းတွေထွက်ပေါ်လာတဲ့အခြေအနေပါကျွန်တော်တို့ဆိုင်ကယ်လူယူခံရတာတွေ ပြီးတော့ဈေးသွားဈေးပြန်အိမ်သွားအိမ်ပြန်လုံနေတဲ့အချိန်မှာပစံအိမ်လူခံရတာတွေပြီးတော့တစီပေါ်မှာအလူခံရတဲ့အခြေအနေ drive passy driver တွေကိုတက်ပြီးတော့ရတဲ့ပစ္စည်းလေးတွေကိုယူသွားတဲ့အခြေအနေအဲ့ဒီအမှုတွေတော့မှအများကြီးကြံမအောင်လိမ့်မယ်ဆိုတော့အခုဖြစ်နေတဲ့ဖြစ်စဉ်တွေကကျွန်တော်တို့ပြည်သူလူထုဂျားတွေမှာတကယ့်ကိုမလုံခြုံတော့ဘူးဆိုတာကိုကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတာဖြစ်ပါတယ်မျိုးရဲအထိစိုင်ကယ်နဲ့လာပြီးတော့တနက်ထောက်ပြီးတော့ဖမ်းသွားတာဖြစ်တယ်ပြီးတော့အဲ့ဒီစိုင်ကယ်နဲ့ပဲ မောင်းပြေးတာကိုမမိဘူးဆိုတော့တော်တော်ရဲတယ်နော်ကျွန်တော်ဒါဆိုရင်ဒီကောင်လေးရဲမှရဲပါပဲကျွန်တော်ပြည်သူကတော့ရှင်းပါတယ်ဆိုင်ကယ်စီးလို့ရတာက SP ထောင်းလိုင်းရင်းနဲ့စားအဖပဲရှိပါတယ်ဆိုတော့ကျွန်တော်မိသားစုဝင်တွေပဲစဉ်းစားကြည့်ပါဗျာအခွင့်အူးကလူဒန်းစားတွေလို့ပဲအခုလက်ရှိဖြစ်ပြနေတဲ့ကောင်တွေပေါ့ဗျာအဲ့ဒီကောင်တွေပဲဆိုင်ကယ်စီးရတာဖြစ်တယ်မြို့ရန်ကုန်မြို့ထဲမှာမြို့ပြင်ကျွန်တော်တို့ဆိုင်ကယ်စီးနှင်းခွင့်တွေကိုလည်းအဲ့ဒီကောင်တွေကပဲစီးနှင်းပြီးတော့အဲ့ဒီကောင်တွေပဲ ရာဇဝတ်မှုမျိုးစုံကိုကျူးလွန်နေကြတာတွေဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေရန်ကုန်မြို့ထဲမှာဘယ်လိုလူတွေကဆံငယ်စီးလို့ရလဲကျွန်တော်ပြောရင်တော့လူမပြောနဲ့ကျွန်တော်မိသားစုဝင်နေခွေးဟောင်းတိပါတယ်ဟုတ်ပြီနော်ကျွန်တော်ရန်ကုန်ထဲမှာရှိနေကျွန်တော်မိသားစုဝင်နေကျွန်တော်ဗီဒီယိုရုပ်သံအောင်ကြည့်တယ်ဆိုလည်းပဲအဖြေကတန်းပြီးတော့ထွက်သွားပါလိမ့်မယ်ဟုတ်ပြီကျွန်တော်ဘုံတိုင်း grand ဖြစ်သွားတယ်လှဲကူးကကြမ်းဖော့ရုံးကိုလည်းပဲကျွန်တော်တို့ချက်ပြန်ပြီးတော့လေ့လာကြည့်အောင်ပါ လက်ထုမှာရှိတဲ့ကျန်းဖို့ရုံကိုပြင်းအားမြင့်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်အဲ့လိုကိုတော့ကျွန်တော်တို့ရန်ကုန်အာမေမျိုးပဲပြောကြားဖွဲ့ကဒါသူတို့အောင်မြင်စွာဖောက်ခွဲနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတယ်။ကျွန်တော်ဒီဇင်ဘာ6ရက်နေ့ည9:00နာရီ35မိနစ်အချိန်မှာလက်ကုမျိုးတာနာရိတ်တာရက်ွက်မြို့နယ်ကျန်းဖော့ပါတီရုံးမှာကျွန်တော်တို့ငပြူကျန်းဖော့ခုနှစ်ကောင်အဆောင်ရှိနေတဲ့အချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လေ။ငပြူတွေကတော့ထိခိုက်ဒဏ်ရာရရှိပြီးတော့ဆောက်ဦးလည်းပျက်စီးသွားတယ်လို့ ကျွန်တော်တို့စက်တိထားပါအဲ့တိုက်ခိုက်မှုမှာကျွန်တော်တို့ရန်ကုန်အာမီမြို့ပြပြောင်းဖွဲ့တွေနဲ့နောက်ပိုင်းခေပကပတို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မြို့ပြပြောင်းတပ်ဖွဲ့တွေဘင်းကင်းလုံးကျုံဆောင်နဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရှိထားရတယ်ကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါကျွန်တော်တို့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဓိကအဖြစ်ကျွန်တော်တို့လူငယ်တွေဘက်ကလည်းပဲထုတ်ပြန်ကြေညာထားတာရှိပါတယ်ကျွန်တော်လူငယ်တွေကိုတော့မထင်မမြင်လုပ်မယ်ဆိုရင်တော့အခုလိုပဲအုံတိုင်ခွန်း ဒီလိုမျိုးတွေကြုံရအောင်မှာဖြစ်ပါတယ်ကျွန်တော်လည်းအများနဲ့ကျွန်တော်မိသားစုဝင်တွေသတိပေးပါတယ်ဒီခွေးတွေနဲ့ခဝိုးဝေးတာနေပေးပါဟုတ်ပြီဒီကနေ့ကျွန်တော်အဓိကဖော်ပြခြင်းတဲ့အကြောင်းအရာက ARV ဖြစ်ပါတယ် ARV နဲ့ပတ်သက်ပြီးတော့ကျောင်းမိသားစုဝင်တွေကျွန်တော်ကဝေးတစ်ဖွဲ့ဝင်တွေကသတင်းမထုတ်ပြန်တာပဲရှိတာပါကျွန်တော်တိုက်ပွဲတွေအများအပြားပေါ်ဆောင်နေတယ်။ပြီးတော့အဲ့ဒီတိုက်ပွဲတွေအတွင်းထဲမှာလည်းအကျန်းဖက်စစ်ခွေးတက်ကောက်နေမတာတောင်မှချမလို့ဖြစ်နေပ အော်ချေကျွန်တော်တက်သားငဆလူကောင်နေမှသည်ဘူမှုဘူချုပ်တွေအထိပါပါနေတာဖြစ်ပါတယ်ဆိုတော့အရာပြမကြီးရောက်ကလည်းဒါတွေကိုကာဝယ်ဖို့တက်ဒါတွေကိုပြင်ဆင်ဖို့အတွက်သူတို့ရဲ့အထိကအချဆုံးမှုတွေနဲနိုင်တော့နဲဖို့အတွက်ကြီးမားတဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်ဂျန်ဖက်စစ် ခွေးတက်ကဝန်ကြီးချုပ်ကဘာလို့တာလဲဆိုတော့နဂါးကိုအစာသွားကြီးတာပါမင်းအွန်လိုင်းမှာဒီအမင်းအွန်လိုင်းမှာမင်းအွန်လိုင်းမှာဒီအရှိမဆိုရင်ဒါတန်းရွှေပေါ့နော် အတန်းရွှေမှသည်အဆက်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 ဒီနေ့အချိန်ထိဒီကောင်းနေရရချင်းနေကြစေဆိုတော့အကြဆုံးလုံတော့ထိကြိုက်နေတဲ့အတွက် AIB တိုင်းကကျွန်တော်တို့ဝင်ချီးချုပ်ပေါ့မျက်မော်တင်စီဒီမှာငကားစာကျွေးပြီးတော့ရရချင်းနေရတာဒုတိယမြောက်ဖြစ်နေပါပြီဒါပေမဲ့လည်းပဲအသေးဆုံးမှုတွေဟာမလျော့သွားဘဲနဲ့ဘုံမှုတကောင်ရဲ့အလောင်းကိုတော့မှာကျွန်တော်တို့ဒီဒီဇင်ဘာလအတွင်းထဲမှာပဲပသိမ်မြို့မှာရှိတဲ့ရွှေမြင်တင်တုတ်တန်မှာလုံုံရင်းအများပြားချပြီးတော့တင်းကြိုလိုက်ရတာပါ မသား6လောက်မှလုံညိုရေးယူပြီးတော့ချလိုက်ရတဲ့အခြေအနေကျွန်တော်ရဲ့မိသားစုအရကတက်တော့ A နဲ့မာမေပူပေါင်းတပ်ဖွဲ့ဝင် PDF ပကဖနဲ့နေစဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ် AR တိုင်းငါမျိုးနယ်မှာကျွန်တော်တို့တိုက်ပွဲတွေစတိုက်ဖော်ဆောင်နေတာဖြစ်တယ်အချမ်းဖက်စစ်ခွေတက်ကထိကိုက်များနေတဲ့အတွက် AR တိုင်းဝင်ချီးချုပ်ဦးတင်မောင်ဝင်းနဲ့အဖွဲ့ဟာမြက်ပေါ်တင်စီဒီမှာငကားစာကျွေးပြီးတော့ရကြချေနေတာဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားပါတယ်ဟုတ်ပြီဒီဇင်ဘာ9ရက်နေ့ညပိုင်းချိန်မှာလည်းပဲကျွန်တော်တို့ ။ပသိမ်ခရိုင်ပသိမ်မျိုးဝင်းကြီးကျုပ်တင်မောင်ဝင်းနဲ့အဖွဲအုတ်ချုပ်ရေးပိုင်းတဲ့လူတွေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေမြို့မော်တင်စီဒီမှာဆွလင်းကျော်တင်မောင်နဲ့တွားရောက်ပြီးတော့ငကားဖို့အစာတွားကျွေးတာဖြစ်ပါတယ်။ဆိုတော့ခါကြောက်လဲဗျာသူတို့ရဲ့လူရဲ့လေးတွေကကျွန်တော်တို့တော်လန်ရေးမှာပေါ့နော်။อืมဟာတာလေးတွေလည်းမြောက်တယ်ဗျာ။ငကားအစာတွားကျွေးတာဘာတွေတွားကျေးလဲပေါ့နော်။ကျောင်းမိသားစုနဲ့ကျွန်တော်ရကြတွေပါတယ်မချေဘူးတော့ကျွန်တော်မသိဘူးအဲ့တော့ငကားကြီးကထားစားတာလားဘယ်လိုမျိုးလဲပေါ့ဟုတ်ပြီ ရီရဲ့ပသိမ်မြို့နယ်တာပေါင်းရေကြီးလေးမျက်နှာဟင်္ဒရာမြို့နယ်ငါးမြို့နယ်အတွင်းမှာချမ်ပါစစ်ခွေးတက်ထိကတ်ကြာဆုံးအလွန်များပြားနေတာအဲ့ဒီနေမြေတွေမှာလည်းလက်လွတ်ဆုံးရှုံးရတာတွေများပြားလာပြီဆိုတော့ဒီချင်းတွေကိုအဖက်ဆယ်နိုင်ဖို့တဲ့မျက်မော်တင်စီဒီမှာကျွန်တော်တို့ငကားစာကျွေးပြီးတော့ရကြခြေခဲ့တာဖြစ်တယ်လို့လည်းကျွန်တော်တို့ဒေသခံတွေရှိရပြန်လဲသိရှိထားပါတယ်ငကားစာကျွေးရတစ်ချိန်နဲ့မဟုတ်ပါဘူးနှစ်ချိန်ရှိပါပြီဆိုတော့ကျွန်တော်ထင်တာကတော့သူတို့ကတော့ငကားစာတော့ချစ်တာပေါ့နော်ဟိုကငကားမင်းအိပ်ပျော်နေတာလေဖြစ်နိုင်တယ်လေ ဆိုတော့သူကသူတို့ကတော့ကျွေးလိုက်တာပဲဟိုကအိပ်ပျော်နေတော့မသိဘူးဒါပေမဲ့လေသူတို့ကတော့ဆက်ပြီးတော့တေမြဲတေဇဲအခုတိုင်ထီလဲတေမလောက်ဖြစ်နေတယ်ပါလေကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ဗီဒီယိုဆုံးမှာထူးခြားလဲပေါ့နော်အရာဝတိုင်းကျွန်တော်တို့စစ်ဌာနရဲ့ကိုကဲမှု ARV viewer အကြောင်းကိုပြောမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးဘာကြောင့်အလောင်းတေနေတာလဲဆိုတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေပို့ပြီးတော့ထင်ထင်ချာချာမြင်တွေ့ရအောင်ပါဟုတ်ပြီ ။ AR တန်းတိုက်ပွဲအတွင်းမှာနော်အခုရပိုင်းအတွင်းမှာကျွန်တော်ရဲ့မိသားစုဝင်လေအချမ်းဖက်စစ်ခွတ်တက်ကဘုံမှုတကောင်သေဆုံးသွားတယ်။အလောင်းကိုကျွန်တော်တို့ပြီးခဲ့တဲ့ဒီဇင်ဘာ၂ရက်နေ့မှာပသိမ်မြို့ရွှေမြေတင်တုတ်တန်မှာလုံုံရေးယူပြီးတော့မှအဲတိတ်စိတ်မတားချလိုက်ရတယ်ဖြစ်ပါလေကျွန်တော်ရဲ့မိသားစုဝင်။တာပေါင်းမျိုးနဲ့တာပေါင်းကလေးရွာပဝင်းကျင်တမ66လောက်ခံတရင်နေနဲ့အခါတက်တော့အေအေပူပေါင်းတက်ဖွဲ့ဝင်ကြီးကြတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေလို့တက်တော့မှရွှေတောင်ရန်လေးမျက်နှာမျိုးနဲ့မှလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ် ်ပြီးခဲ့တဲ့ကျွန်တော်တို့နှစ်ရက်လောက်ကပါเนาะကျွန်တော်အရာရင်းနဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းတွေအခါတက်တော့ A နဲ့ပုံပေါ်တက်ဖို့နေပတ်ပတ်သက်တဲ့တိုက်ပွဲသတင်းတွေကိုကျွန်တော်မိသားစုကျွန်တော်အသေးစိတ်ဖော်ပြလိုက်ပါတယ်ဒီနေ့ကျွန်တော်အဓိကဖော်ပြချင်တာကတော့ Airy ဟာဒီတက်ပို့ပြီးတော့အကျန်ပတ်စစ်ခွေးတက်ရဲ့စစ်တင်ញိုင်ဖြစ်ဖို့အလားအလာတွေရှိပါအောင်မယ်ဆိုတာကိုကျွန်တော်မိသားစုကျွန်တော်ကအသိပေးချင်တာဖြစ်ပါတယ်ဟုတ်ပြီ ဘက်ခွဲတွေကယနေ့ချိန်ထိဆက်လက်ပြင်းထန်စွာဖြစ်ပွားနေတယ်။ Chamber Passive ခွတ်တက်ကတော့ထိခိုက်အတော်တွေများနေတယ်။ပသိမ်မှာစစ်ကုနေရတာတွေရှိလို့မင်္ဂလာဆောင်စစ်စေးရုံကိုပို့ပြီးတော့ကုနေရတာတွေလည်းရှိတယ်။အရာရှိတွေပါထိခိုက်နေတယ်။မိသားစုဝင်တွေလည်းပြရာတွေခတ်နေကြပါပြီ။ဒါကပြင်းထန်စွာရရှိနေတဲ့သူတွေကလည်းအတူပြက်တဲ့အလွန်များပြားတဲ့အတွက်တော်တော်လေးကိုစိတ်သက်ကြနေကြတယ်လို့လည်းကျွန်တော်တို့သိရှိထားရတယ်။ရှင်းတဲ့ပွဲမှာလည်းပဲသူတို့ဘက်ကဘာသတင်းကောင်းမှမရဘဲနဲ့ကျွန်နာနဲ့ သိကျွန်တော်တို့တိုက်တာနဲ့အကွဲအပြဲအလူးအလဲနဲ့ခွေးပြေးဝက်ပြေးစုတ်ခွာ ထွက်ပြေးနေရတာယနေ့အချိန်ထိပါပဲကျွန်တော်ရင်မိသားစုဝင်နေလက်နက်တွေဆုံးရှုံးတာတွေနဲ့ပတ်သက်ပြီးတော့လဲစတိုက်သူတို့ဘက်မှာအေးအေးယူခံနေရတယ်လို့လဲကျွန်တော်တို့သိရှိထားရတယ်ဆိုတော့တာဘောတိုက်ပွဲမှာထပ်မံပြီးတော့ဒဏ်ရသွားတယ်ဘူကြီးအဆင့်ဒါအဆင့်ရှိတဲ့သူဒါမိသားစုဝင်ပေါ့နော်သူတို့နဲ့ပတ်သက်တဲ့ဒါ သတင်းတွေပေါ့အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်မိသားစုဝင်တွေထုံးတန်တိုင်းပေါ့ဗျာဒီကောင်တွေဘက်ကအထိနာပြီဆိုရင်တို့ရဲ့မိမတွေတို့ရဲ့မိသားစုဝင်တွေကလူမျိုးကိုရဲ့ social ဆာမျက်နှာတွေမှာတင်ကြတယ် TikTok တွေမှာတင်ပြီးတော့တက်ပြီးတော့ငိုကြတယ်ပေါ့နော်ဒါလည်းအခုကရိုးရလို့ဖြစ်နေပါပြီခွေးတက်ကကောင်တွေကအဲတို့ရဲ့ပပတ်ကြီးကိုလည်းမပြောရဲပြီးတော့တို့ရဲ့ပပတ်ကြီးစီကလည်းဘာမှလည်းအကူအညီထောက်ပံ့မရမရတဲ့အခါကျတော့တို့ရဲ့ရင်ဖွင့်စရာဘာလဲဆိုတော့ အဲကျွန်တော်တို့ TikTok account တွေပြီးတော့ကျွန်တော်တို့ Facebook လူမှုကွန်ရက်ဆိုရှယ်ဆာမျက်နှာအထက်တွေမှာပဲတက်ပြီးတော့မသားချရတာတွေပြီးတော့ငိုနေကြတာတွေလင်ပြောက်ကြောင်းကျွန်တော်တို့ TikTok အပေါ်မှာတက်ပြောနေရတဲ့အခြေအနေတွေပါပဲဒါကတော့သူတို့ဘက်ကသတင်းမှန်ပြန်ကြားရေးကိုလက်ရှိအချိန်မှာသုံးနေတဲ့နောက်ဆုံးပေါ်နီးပြူဟာကြီးကိုကျွန်တော်မိသားစုနဲ့ပြောပြတာဖြစ်ပါတယ်ဗျဟုတ်ပြီ လက်ရှိအခြေအနေမှာလည်းပဲဂျမ်းပစိခွေးတက်ကရာရှိကောင်တွေရောကျွန်တော်စေကုသနေတာတော့မှလုံလောက်တဲ့ထောက်ပံ့တွေမရတဲ့အပြင်ကိုစေကုသရင်းနဲ့သိသွားတဲ့ကောင်တွေလည်းအလွန်များပြားနေတာဖြစ်ပါတယ်လို့ကျွန်တော်ရဲ့ဒါမိသားစုဝင်တွေစီကနေပြီးတော့ပြန်ပြီးတော့တွေ့မြင်ကြားသိထားတာဖြစ်ပါတယ်ဗျ။ရောက်တဲ့တပွဲတွေမှာရာရှိတွေပါအကုန်လုံးမတာပေါ်သွားတဲ့အတွက်တော်တော်လေးကိုထိခိုက်နေရပြီးတော့အချမ်းဖက်စစ်ခွေးတက်ပဝင်းကျင်မှာကြက်အကြီးကြီးထနေတယ်လို့ကျွန်တော်တို့ ိရှိထားရတာဖြစ်ပါလေဟုတ်ပြီအေယာရီမှာဒီကောင်နေဘာကြောင့်အထိခိုက်လွန်များတာလဲဘလို့မကိုမထင်မှတ်ထားတဲ့အေယာရီလေးရောင်ညပတ်တရင်ဒလန်နေအရန်များပါတယ်ဆိုပြီးတော့အေယာရီဒေတာဂန်တွေစီကအမြဲတမ်းအတန်ထွက်နေတဲ့ကျွန်တော်တို့ရဲ့အေယာရီကျွန်တော်လွန်ဆက်တဲ့ KNU နေမြေကိုရောက်ခဲကကျွန်တော်တို့နဲ့အတူ ARR သားတွေတပုံတပင်ကြီးပါလာတာဖြစ်ပါ ကျန်နေနေတာဟုတ်ဗျာဆိုတော့အဲ့ဒီမှာတွေက ARD သားတွေမလုပ်မလဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းသိထားတာပါဟုတ်ပြီကျွန်တော်လက်ရှိအခြေအနေမှာ ARD အပါအဝင်စစ်တိုင်းဌာန10ခုရှိပါတယ်စကိုင်းတိုင်းစစ်ဌာနမန်လေးတိုင်းစစ်ဌာနမကွေးတိုင်းစစ်ဌာနရှမ်းတောင်ကယားကရင်နီးပေါ့နော်တိုင်းစစ်ဌာနနေပြည်တော်တိုင်းစစ်ဌာနပဲခူးတိုင်းစစ်ဌာနရန်ကုန်တိုင်းစစ်ဌာန ARD တိုင်းစစ်ဌာန ပြီးတော့တင်းလာရီတိုင်းစစ်ဌာနနဲ့အထူးတိုင်းစစ်ဌာနဆိုပြီးတော့စစ်တိုင်းဌာန10ခုစုဖွဲ့ပြီးဖြစ်ပါတယ်အဲ့ဒီတိုင်းစစ်ဌာနတွေရဲ့ကျွန်တော်တို့ခရိုင်ကုတ်ကဲမှုတွေနဲ့ခရိုင်တယင်းတွေကလည်းအများပြားရှိပါတယ်ထူးခြားချက်အနေနဲ့အရာဝတိုင်းစစ်ဌာနရဲ့ကုတ်ကဲမှုအောက်မှာ ARD viewer ရှိပြီးအဲ့ဒီ viewer တနိုင်ငံလုံးမှာစုဖွဲ့မှု viewer တွေတက်ပို့ပြီးတော့အင်အားကောင်းပါဘဝချက်ကောင်းနေ မင်းတို့ ARV ကိုရှော့မတွက်နေကျွန်တော်တခါပြောယူရဲ့ ARV သားတယောက်နဲ့ကျွန်တော်နဲ့အတူတူတာဝန်ထမ်းဆောင်နေတာကြီးတော့မဖောက်ဘူးတဲ့ချောင်းထဲမြစ်ထဲမှာပဲခေါင်းဆိုင်ပြီးတော့ဘွက်ထဲမှာပဲဇက်သိမ့်ပေးမယ်လို့ ARV သားကပြောတာဖြစ်ပါတယ်သူတို့မြည်သူတို့ပိုင်တယ်သူတို့ရည်သူတို့ပိုင်တယ်ကြောက်ရင်မိသားစုဝင်နေကြော်လာရင် တော့ဆွဲဆားခံရတော့မှဖြစ်ပါတယ်ဒါကအခုထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ ARV မှာဒီကောင်တွေဘာကြောင့် သေများနေတာလဲဆိုတာကိုကျွန်တော်မိသားစုဝင်တွေကိုရှင်းရှင်းလင်းလင်းကျွန်တော်ဖော်ပြပေးနေတာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့အဲ့ဒီကျွန်တော်တို့စတိုင်းတွေပြီးတော့စေယုံချုပ်တွေရဲ့တရားကုကဲမှုတွေနဲ့နေမီဒေတာတွေကိုတွားပြီးတော့ဗောနတိုက်ခိုက်နေတဲ့ချင်းမြန်တရင်တွေလည်းရှိနေပါတယ်။ကျွန်တော်တို့ PDF ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တခုတည်းမဟုတ်ပဲနဲ့တမအဖြစ်နဲ့ဆိုရင်လည်းပဲကျွန်တော်တို့ဒါမန်လေး PDF ဆိုရင်ဒါသူရဲ့တမဗောနတမအစင်ရှိတဲ့ အဲကျွန်တော်တို့ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တွေပါသူတို့ရဲ့အင်အားဟာတကယ်ကိုခံမှန်းရထက်လောက်အောင်ကိုအင်အားတောင့်တင်းပါတယ်ကျွန်တော်မြင်တာဆိုနောက်ထပ်တပ်မစုဖွဲ့မှုတွေလည်းရှိလာပါဦးမယ်ကျွန်တော်တို့စစ်ဒေသတွေမှာလည်းပဲကျွန်တော်တို့စေးတပ်ဖွဲ့တွေတိုင်းစေးတပ်ဖွဲ့တွေဒုံးတပ်ဖွဲ့တွေလက်နက်ကြီးတပ်ဖွဲ့တွေစသည်အားဖြင့်ဖွဲ့စည်းထားတာရှိပါတယ်ကျွန်တော်တို့ကတော့တရားဝင်ထုတ်ဖော်ပြောဆိုချက်တွေမှာဆိုရင်ကျွန်တော်တို့ရဲ့တရင်ပေါင်းဟာ356တရင်ရှိပါတယ်ကျွန်တော်မြင်တာဆိုအင်အားတိုင်းနဲ့ချီပြီးတော့ ်ရှိတယ်လို့ဘဘရက်ကွက်ကအကောင်လေးလမ်းဖြန့်နေကြတာဖြစ်တယ်ကျွန်တော်တို့အတင်းအာရမစသားမဆူဆောင်ဘူးကျွန်တော်တို့ပေါ်တာမဆွဲဘူးဆိုတော့ဒီအခြေအနေမှာဘလို့တွေကွာခြားလာတာလဲဆိုတော့ကြွင့်မိသားစုဝင်နေရရှင်းလင်းလင်းတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပေါ်တာဆွဲပြီးတော့ငွေညစ်တယ်ကြားဘူးလားကျွန်တော်ရဲ့မိသားစုဝင်ဒါစစ်မှုမဖြစ်မနေပေါ့နော်ကျွန်တော်တို့ထိကျုပ်တာရဲ့နေမီဒီမှာဒါကျွန်တော်တို့ ဒီကာဝေးတပွဲဝင်နေတဲ့ကောမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးတော့ကျွန်တော်တို့ကြီးညာတာတွေကြားဥပါလားကျွန်တော်ရဲ့မိသားစုဝင်နေဒါအရင်တော့ဆိုရင်လက်နဲ့မလောက်လို့အဲကျွန်တော်တို့အရင်တော့ဆိုရင်တော့ကျွန်တော်တို့ဒါထောက်ပံ့ပစ္စည်းတွေပေါ့နော်မလွန်လောက်တဲ့အခြေအနေတွေကြောင့်အာကျွန်တော်တို့အများကြီးပေါ့နော်ကျွန်တော်တို့ရဲ့ရဲဘော်တွေဆုံးဆုံးခဲ့ရတာရှိတယ်အဲ့လိုမျိုးအချို့ကြတော့လည်းပြတော်လေးကိုနေငယ်ပေါ့နော်အတနေ့နဲ့နေနေ့နဲ့၃နေ့လောက်နဲ့ပြီးမယ်ဆိုပြီးတော့အဲကျွန်တော်တို့အဲတွေးထင်ကြတဲ့သူတွေလည်းရှိတယ်လေဆိုတော့ကျွန်တော်တော်လေးဆိုတာကအာကျွန်တော်တို့အားလုံးကတော့မနေ့ပြန်တော်လေးပြီးခြင်းလား ကျွန်တော်တို့အားလုံးပြင်ချင်တာပဲမနေ့ကကျွန်တော်အိမ်ပြန်ချင်လားကျွန်တော်မနေ့ကပြန်ပြင်ချင်တာအခုညာရင်းညင်းပြန်မလားကျွန်တော်လည်းညာရင်းညင်းပြန်ချင်တာပဲဗျဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီတရင်စုဖွဲ့တွေနဲ့ကျွန်တော်တို့အခုဆိုရင်ဒါပတ်သလုံးလို့ခေါ်တယ်ပေါ့နော်အားလုံးသိရှိတဲ့ပါဖားတို့ပါလာဖားတို့ပါကဖားတို့စသည်အားဖြင့်နေမီဆုံးမိုးတဲ့နေရာတွေမှာလည်းအရှင်ကောင်းကောင်းတွေလှုပ်ဆောင်နေတာကိုကျွန်တော်ရဲ့မိသားစုနဲ့တွေ့ရပါတယ်ကျွန်တော်ပါတော်လုံးနဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်မိသားစုနဲ့အချို့အမြင်မကြည်တာတွေလည်းရှိပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဖေးဖေးနဲ့ကျွန်တော်တို့စီစစ်အေးအေးယူလာတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် အဲဒီတော့လည်းလည်းထုတ်လုပ်မှုတွေပြီးတော့ထောက်ပံ့ပို့ဆောင်ရဲ့အခြေအနေတွေတောင်ဝင်ကိုဒီကျွန်တော်တို့ထမ်းဆောင်နေကြပါတယ်ကျွန်တော်မိသားစုဝင်လေးအေယာဝီသားတွေပဲခူးသားတွေဟာအေယာဝီနဲ့ပဲခူးထဲမှာပဲရှိနေတာဖြစ်ပါတယ်ကျွန်တော်ရန်ကုန်သားတွေကျွန်တော်မန်လေးသားတွေအားလည်းပဲရန်ကုန်မန်လေးမှာပဲရှိနေတာပါကျွန်တော်ရဲ့မိသားစုဝင်လေးအရင်ကကျွန်တော်တို့တော်လန်ရေးအရင်ကလည်းလက်နက်ကင်ဖွဲ့တွေပေါ့နော်ကျွန်တော်တို့အဲဒါတွေခေါင်းစဉ်တက်ကြတယ်ပေါ့နော်ဆိုတော့ အာကျွန်တော်တို့တောတောင်ရှုံမြောင်းထဲမှာပဲကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကအဲ့ဒီပါပဲနေရတယ်ပေါ့ဗျာအာဖုန်းလိုင်းမရှိအင်တာနက်မရှိအာကျွန်တော်တို့အဆင်ပြေလို့နေထိုင်စားတောက်တဲလေးတွေထုံးပြီးနေကြတယ်လို့သူတို့ကအခုချိန်ထိတွေးထင်နေတာဗျာအကျွမ်းမိသားစုဝင်တွေကျွန်တော်တို့အဲ့ဒီထက်မြောင်များစွာတာလွန်ပါတယ်လို့ပဲကျွန်တော်ကတော့လက်တော်အချိန်မှာပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့လက်ရှိချိန်မှာပေါ့နော်ကျွန်တော်တို့အားလုံးကလည်းပဲကျွန်တော်တို့စုဖွဲ့မှုကောင်းကောင်းနဲ့ကျွန်တော်တို့ဒီ အရာကိုတက်ဖွဲ့ဝင်နေတဲ့အတူတူဘူးပွဲပြီးတော့ကျွန်တော်တို့အလုံးလုံးတဲ့ခါရီမှာလည်းပဲကျွန်တော်တို့ကောင်းမွန်တဲ့အတွေ့အကြုံတွေအများများစွာကိုလည်းကျွန်တော်တို့ရဲဘော်တွေလူငယ်တွေရရှိခဲ့တာရှိတယ်။ပြီးတော့ကျွန်တော်တို့အခုဇက်တိုက်မြင်တွေ့နေရမှာကကျွန်တော်တို့ဒီကာဝေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဘက်မှာလည်းပဲအချင်းဖြတ်ခြားစားမှုနဲ့ပတ်သက်ပြီးတော့အေးအေးဆောင်ရနေတာတွေကိုလည်းကျွန်တော်မိသားစုဝင်တွေတွေ့ရမှာဖြစ်တယ်ဗျပြီးကြတဲ့ရက်ကဆိုရင်ကျွန်တော်တို့ဒါ CDM ဆရာဝန်တဦးပေါ့နော်အဲဆရာဝန်အမျိုးသမီးတဦးကိုတွားရောက်ဖမ်းဆီးတဲ့အခြေအနေတွေမှာလည်းပဲရုပ်သံဗီဒီယိုမတန်းကြည့်မယ်ဆိုရင်တာမန်အဖြစ်ကတော့အဲ နည်းနည်းလေးကြမ်းတမ်းတယ်လို့ထင်ရတာပေါ့နော်အဲ့ဒါအမျိုးသမီးတယောက်ကိုအမျိုးသားတွေတော့ဖမ်းတဲ့ပုံစံမျိုးပေါ့ကျွန်တော်ပြောပြီးသားပါကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေအဲတာဝန်ချတဲ့စခန်းတွေမှာအမျိုးသမီးရဲမေတွေမရှိတာတွေလည်းအများကြီးရှိပါတယ်လို့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကတော့ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အခြေအနေနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ဖော်ပြခဲ့တယ်ကျွန်တော်လည်းတော့ဖမ်းမှုတယ်ကျွန်တော်တော့ဖမ်းတော့ဖမ်းခဲ့ဘူးတယ်ကျွန်တော်တော့ဖမ်းတော့အဲကျွန်တော်ဒီမှာအမျိုးသမီးရဲမေမပါသွားဘူးလေဆိုတော့တို့တွေကိုကောင်းကောင်းမွန်မွန်ပြောဆိုပြီးတော့ကျွန်တော်ကားပေါ်တင်ပြီးတော့ကျွန်တော်ပဲတော့ဖို့ခဲ့တာပေါ့နော်ဂျန်တဲ့ပိုင်းလေးကတော့တရင်ရဲ့ကိစ္စပေါ့ကျွန်တော်လည်းမဆိုင်ပါဘူး ဒါပေမဲ့ကျွန်တော်တော့ဖန်တော့တော့ပြဿနာမရှိဘူးဗျာကျွန်တော်ကတော့ကောင်းကောင်းမွန်မွန်ပြောတာဟုတ်ပြီဟုတ်ပြီဒါကတော့တမျိုးပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိအချိန်မှာအီအိုအင်အားတွေနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်အင်အားတွေကတကယ့်ကိုကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ကအဲအဲတုံလို့เสียကောင်းပါတယ်ဆိုတော့တို့ကလည်းကျွန်တော်တို့ရဲ့ဂျားမှာပေါ့နော်တော်သွေးခွဲတက်ရှုံမှုတွေကိုပဲအမြဲမပြတ်လှုပ်ဆောင်နေတယ်ဆိုတာကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်တို့ရဲ့အင်အားကိုတို့လည်းသိတယ်အဲကျွန်တော်အီအိုတပ်ဖွဲ့ဝင်နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီရဲဘော်တွေကိုကျွန်တော်တို့ကောင်တွေသွေးခွဲမယ် ပြီးတော့ရင်ကျွန်တော်တို့အခုကင်းနေပြီမှာဆိုရင်ဗျာကျွန်တော် DGBA ထဲကိုကျွန်တော်တို့ဒီရေဘော်လူငယ်တွေအနီးမျိုးစုံနဲ့သွေးဆောင်ဖျားချောင်းချင်းခံရတယ်ဒွေးနှကောင်းမဲ့ PC ထဲမှာလည်းပဲကျွန်တော်ရေဘော်တွေအများပြားအခုချိန်ထိရှိနေသေးပါအချို့ဆိုရင် BGF ထဲမှာတောင်မှရောက်နေတဲ့သူတွေလည်းရှိတယ်ကျူကြတော့ဟိုခုံကူဒီခုံကူနဲ့လုံနေကြတဲ့ရဲဘော်တွေလည်းရှိတယ်။ဒါကတော့အစီတရားကိုကျောင်းရမိသားစုတွေပြပြနေတာပါ။ဆိုတော့ဒါမဲ့ဒီရဲဘော်တွေအကုန်လုံးကလည်းပဲဒါအခြေအနေအမျိုးမျိုးကြောင့် အာတစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့နော်ရောက်သွားတယ်ဆိုပေမဲ့တို့ရကလည်းပဲတော်လန်ရေးအမ်စိတ်ရှိနေစေရဲဘော်တွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြနေတဲ့အခုပေါ့နော်ကျွန်တော်တိုင်းတစ်ဖွဲ့တွေနဲ့စုပွဲမှုအင်အားခြေတွေတွေထဲမှာထပ်ဆောင်အင်အားတွေလည်းအများအပြားရှိနေသေးတယ်ဆိုတာကိုကျွန်တော်ရဲ့မိသားစုတွေကိုဆက်တဲ့ဖော်ပြနေခြင်းဖြစ်တယ်ဆိုတော့အခုကြုံရင်ကျွန်တော်တို့၄နှစ်ခွဲကာလတွေဖြတ်တော်ပြီးပြီးအသက်ပေါင်းများစွာကျွန်တော်တို့ပစ်ဆက်ပြီးတော့တိုက်ပွဲတွေအများပြားကိုလည်းပဲကျွန်တော်တို့တိုက်ခိုက်ခဲ့ပြီးပြီးအောင်မြင်မှုတွေကလည်းကျွန်တော်မိသားစုအားလုံးသိရှိသွားပြီးသား ကျွန်တော်တို့ဘက်ကဆုံးရှုံးခဲ့တာကျွန်တော်တို့ဘက်ကနစ်နာသွားခဲ့တာကျွန်တော်တို့ဘက်ကပေါ့နော်အဲရှုံးနေကြရဲဆိုတဲ့အဲအခြေအနေမျိုးယနေ့အချိန်ဒီရှိမနေသေးဘူးဆိုတာကျွန်တော်ရဲ့မိသားစုအနေကိုသိစေချင်တယ်ကျွန်တော်တို့ဒီပြည်သူလူထုတွေပေါ့နော်အတူတူရုန်းကန်ပြီးတော့ ကျွန်တော်တို့စူးစမ်းလာခဲ့တဲ့ဆိုတာလဲကျွန်တော်ရဲ့မိသားစုအနေကိုကျွန်တော်အတိပေးလို့တာဗျအဲကျွန်တော်အခုဒီနေ့ဖော်ပြနေတဲ့သတင်းဆိုတာအထက်ပေါ့နော်အဲတင်းနေနေမှာကျွန်တော်ကအခုလိုပဲကျွန်တော်ရဲ့မိသားစုအနေနဲ့အဲတင်းနေစကားပြောနေကြပုံစံမျိုးလေးပါကျွန်တော်တို့လူငယ်တွေကျွန်တော်မိဘပြည်သူတွေရဲ့လူလာတောင်းတနေတဲ့အဲကျွန်တော်တို့အာနာယူအကျန်းဖက်စစ်ခွေးမြစ်ပြတ်ချင်းမုံရေးအတွက်ဂဏိတန်ကျွန်တော်တို့ဒါစိတ်သက်ပြပြင်းနဲ့အရှိကို ရှေ့ဆက်နေကြပါတယ်ဘလောက်ပဲခက်ခဲနေပါစေကျွန်တော်တို့တက်ကကျိုးတွေပြင်ဆင်တွေးတွေးတော့ပြီးသားပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်နိုင်လည်းခက်ခဲတွေအများကြီးကြုံတွေ့ခဲ့ဘူးတယ်ကျွန်တော်မိသားစုဝင်နေအာအချို့ခက်ခဲတွေဆိုရင်ကျွန်တော်မိသားစုဝင်ကျွန်တော်ဖော်ပြလို့မရသေးတာပါဒါပေမဲ့ကျွန်တော်တို့ဒီနေဦးကျွန်တော်တို့အောင်ပွဲတွေရလာတဲ့နောက်ပိုင်းကာလတွေကျွန်တော်တို့ဒီ Federal Democracy ရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီဘောနော်လူငယ်တွေရဲ့အခက်ခဲတွေကိုကျွန်တော်တို့တရားဝင်ချပြလို့ရလာပါလိမ့်မယ်ဆိုတော့ ကျောင်းလူငယ်တွေဘယ်လောက်ခက်ခဲလဲဆိုတာကိုကျောင်းမိသားစုသိစေချင်တာပါကျွန်တော်တို့ရဲ့မိခင်တွေကျွန်တော်တို့ရဲ့ဖေအမေတွေရဲ့အိမ်ကနေပြီးတော့စတင်ပြီးတော့ခြေတလန်းကြောက်ခိုင်းပြီးတော့ထွက်လာတဲ့နေတဲ့ကခက်ခဲတာပါဆိုတော့ဒီခက်ခဲတွေအတွက်လည်းကျွန်တော်တို့ယနေ့ချိန်ထိဂုဏ်ယူစွာပြတ်တန်းနေကြပါတယ်ကျွန်တော်အခုတင်ပြနေတဲ့အကြောင်းအရာတွေရဲ့အဓိကအနစ်ချုပ်ကတော့ကျောင်းအရာဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေကျွန်တော်တို့တော်လိုင်းဘက်ကနေပြီးတော့သတင်းတွေကြည်ကြဲပြပြမထုတ်ဖော်တာရှိတယ် ီးတော့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အောင်မြင်မှုတွေအများအပြားရရှိထားတာရှိတယ်။ဆိုတော့ ARI မှာရှိနေတဲ့ဒေသခံတွေပို့ပြီးတော့သိမယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့ဘက်ကနေပြီးတော့ဒါအချိန်နဲ့တပြေးညီကျွန်တော်တို့ဒါပူပေါင်းပြီးတော့မာပြောချက်ချက်လှုပ်ဆောင်နေတယ်ဆိုတာကိုကျွန်တော်မိသားစုဝင်တွေနားလည်စေချင်တာဗျာ။ဆိုတော့တခါတည်းမှာအဲကျွန်တော်တို့ကတော့အမျိုးသိန်းတိုက်ပွဲတွေပေါ့နော်။ပြီးတော့နေမည်စိုးမိုးမှုတွေပြီးတော့တိုက်ပွဲတွေကိုစက်တိုက်ဖော်ဆောင်လာတယ်ပေါ့နော်။ကြီးကြီးကျယ်ကျယ်တွေအဲကျွန်တော်တို့လုတ်ခဲ့တာတွေရှိ အနောက်ပိုင်းတွေမှာဆိုရင်တော့ကျွန်တော်တို့ဒါတော်တော်လေးကိုသူတသိမ့်နဲ့လှုပ်ရှားလာတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့2025ကျွန်တော်နှစ်ကုန်တယ်2026ကာလတွေမှာလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုအမြဲတမ်းပေါ့နော်ကျွန်တော်တို့ကာဝေးရေးတပ်ဖွဲ့ဝင်တွေဘက်ကနေပြီးတော့နှစ်တကူလက်ဆောင်ပေးဖို့နေကြဆိုတာလဲကျွန်တော်အမြဲတမ်းပြောနေကြစကားပါမကြခင်မှာလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေနှစ်တကူလက်ဆောင် surprise လက်ခံရရှိဖို့ပြင်ဆင်ထားပါလို့ပြောချင်တယ် ဒီရင်ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီကျွန်တော်ဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်အကျွန်တော်ရဲ့ Telegram အသင်းပေါ့နော်တော့ Telegram လေးကိုလည်းကျွန်တော်မိသားစုနေအဆက်လက်ပြီးတော့ join ပေးဖို့ကျွန်တော်လီစာဆိုပန်ကြားလိုပါတယ်ရေးပေါ်ရှမ်းလေး official Telegram channel အသစ်ထပ် point ထားပါတယ်လနဘေးစီဘေးကဘေးကြောင့်လည်းကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းစံဖေးနဲ့ကင်းရှင်းပါကြောင်လေးနဲ့စတောင်းရင်းနဲ့ ျွန်တော်ရေပေါ်ရှင်းလေးပါဗျာ။နော်ကိုရေပေါ်ရှင်းလေးတင်ဆက်ပြီးတော့တည်ရင်လေးတကယ်ကောင်းပါတယ်။နော်ပရီဒီတာမင်တို့တချက်လေးတွေကို comment မှာရေးပြကြပါဦး။ဟုတ်ပြီ။တည်ရင်တွေလာပါပဲ။အဆုံးထိကြည့်စုပြတဲ့သူရောက်စီတဲ့အရင်ကြည့်စုတင်ပါတယ်။ကျွန်တော်တော့တည်ရင်လေးတွေနဲ့ပြန်ဆုံကြရအောင်နော်။ Okay. Bye bye.